မေရိကန်ငွေကြေးယူနေရပြားစနစ်အတွက်အသုံးပြုတဲ့တဆင့်နယ်ဒင်းကားပြားတွေထုတ်ဝေမှုကိုရပ်တန့်တော့မယ်လို့အမေရိကန်အစိုးရကအတည်ပြုကြေညာခဲ့ပါတယ်။တဆင့်နယ်ဒင်းကားတွေသုံးလုံးထုတ်ဝေမှုတွေကို2026ခုနှစ်ကစပြီးရပ်ဆိုင်တော့မယ်လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကကြေညာခဲ့တာပါ။ပဲနီတွေလို့လည်းခေါ်ဝေါ်လေးရှိတဲ့ပြားစီတွေဟာအမေရိကန်ငွေကြေးစနစ်မှာဒေါ်လာနဲ့အတူရာစုနဲ့နှစ်ခုကျော်ပါဝင်အသုံးတော်ခံခဲ့ပါတယ်။ပဲနီပြားတွေသုံးလုံးထုတ်ဝေမှုကိုရပ်တန့်မှုအတွက်သမ္မတထရမ့်ကအမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘန်ဆန်စ်ကို ဖေဖော်ဝါရီလမှာညွှန်ကြားခဲ့တာပါအဲ့ဒီပြားစစ်တွေဆက်ပြီးရိုင်းနှိပ်ထုတ်ဝေနေတာဟာဖြုံးနှိမ့်မှုတသက်ပဲလို့ထရမ့်ကဝေဖန်ခဲ့ပါတယ်အရင်ကတည်းကလည်းအမေရိကန်မှာပြားစစ်တွေအတော်မဝင်တော့တဲ့အကြောင်းကိုဆယ်စုနှစ်တည်းနဲ့ရှင်းပြီးအငင်းခုန်တွေဖြစ်ခဲ့မှုပါတယ်တစ်စစ်တမ်းပြားစစ်တွေကို1993ခုနှစ်မှာစတင်ထုတ်ဝေပြီးအမေရိကန်ဒင်းကားသွန်းဌာနရဲ့ပထမဆုံးလက်ရာဒင်းကားပြားတွေလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းစရိတ်တွေတက်လာခြင်းနဲ့အတူတစ်စစ်တမ်းဒင်းကားတစ်ခုအတွက်ကုန်ကျစရိတ်ဟာ 3.69%ဆင့်တင်ရှိလာတယ်လို့ဗန်ဒာယီဝန်ကြီးဌာနကပြောပါတယ်။တစင်တန်ပြားစစ်တွေထုတ်ဝေမှုကိုရပ်ဆိုင်းလက်ချက်ကတစ်နှစ်ကိုဒေါ်လာ56တန်းထိချက်ချင်းကုန်ကြတတ်တာသွားမယ်လို့လည်းဝန်ကြီးဌာနကခန့်မှန်းခဲ့ပါတယ်။အမေရိကန်အစိုးရကတစင်တန်ပြားစစ်တွေကိုထုတ်ဝေမှုရပ်တန့်ပြီးရင်တခြားသတ္တုဒင်္ဂါပြားစစ်တွေထုတ်ဝေမှုကိုလည်းတစင်ချင်းစီရပ်နာသွားဖို့ရည်ရွယ်ထားတာပါ။ဗန်ဒာယီဝန်ကြီးဌာနကဒင်္ဂါသွန်းဌာနဟာစုဆောင်းထားတဲ့ကုန်ကြမ်းတွေကုန်ဆုံးတဲ့အထိတော့ တဆင့်နံပြားစိတွေကိုဆက်လက်ထုတ်ဝေပေးသွားမယ်လို့ပြောပါတယ်။တခြားကမ္ဘာနိုင်ငံတွေမှာလည်းပြားစိတွေထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့တဲ့အခြေအနေတွေရှိပါတယ်။ဥပမာကနေဒါနိုင်ငံမှာဆိုရင် မလိုအပ်တဲ့ဇယိတ်တွေလေလွင့်ကုန်ဆုံးနေဆိုပြီး၂၀၁၂ကတည်းကတဆင့်နံငင်္ဂါပြားတွေထုတ်ဝေမှုကိုရပ်တန့်စေခဲ့တာဖြစ်ပါရဲ့ရှင်။